ဖေအဖေဆိုတာဘဝမှာဟန်ဆောင်ကောင်းဆုံးလူသားတွေပါပြိုလဲနေပါလေတတ်မှချင်အောင်ဆောင်ကြတယ်ချစ်ပါလေမချစ်တယ်လို့ခက်စိမ်စိမ်နေရကြတယ်သူတို့ရဲ့ခံစားချက်ကိုတော်ရုံထုတ်မပြောကြပဲမိသားစုရဲ့လိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးပြီးတော့အရှိရနေမမမမရက်တိပေးကျင်နေသူတွေပါငယ်စဉ်ကလေးကလေးစားအားကြရတဲ့သူဖြစ်ပြီးဘဝမှာတခြားသူတွေထဲမမြင်တာမနှိမ်ကြအောင် တန်းတို့စားတော့နေထိုင်နိုင်အောင်ကြိုးစားရုန်းကန်ပြီးခဲ့တဲ့သူကလည်းအဖေပါပဲအဖေဆိုတဲ့သူတွေဟာတိတ်တိတ်လေးအပေးဆက်ဆုံးနဲ့အရင်ရင်ဆုံးလူသားတယောက်ပါတတိယရဲ့ပြပေဘဝမှာပထမဆုံးမြင်တွေ့ခဲ့ရတဲ့သူရဲ့ကောင်းကအဖေပါပဲအဖေဆိုတာပကတ်လွဲတဲ့လက်မဟုတ်ခဲ့ပါဘူးဒါပေမဲ့လွဲတဲ့ပကတ်ဆင်ပြီးခဲ့တဲ့သူတယောက်ပါအဖေဆိုတာအမေတယောက်လိုဝမ်းနဲ့လွယ်မမွေးခဲ့ပေမဲ့ လောကရေရပေးတဲ့တန်ရာတန်ချက်တွေရောရေရင်ရင်ရှေ့ရနေရင်ဆိုင်ပြီးတော့တာဝန်ယူဖြည့်ရှင်းပေးခဲ့ရတဲ့အဖေပါပဲအဖေရဲ့မေတ္တာနဲ့ကျေးဇူးတွေဟာမယုံနိုင်အောင်ကြီးမားလှပါတယ်အဖေဟာကို့အတွက်တော့ဘဝကိုလုံခြုံမှုပေးတဲ့လူသားတစ်ယောက်ပါပဲအဖေရှင်စိတ်ခွန်အားရှိတယ်လို့လုံခြုံမှုကိုလည်းခံစားရတယ်အဖေဟာအမေတယောက်လိုနူးညံ့မှုမရှိပေမဲ့တိမ်လုံးအတွက်တော့မိခိုအားထားရာ မိသားစုရဲ့အဓိကထောက်တိုင်မှာအဖေရဲ့မြေတားရဲ့ကျေးဇူးတွေနဲ့မိသားစုဟာအခုလိုရပ်တည်နိုင်တာပါအဖေကိုအချိန်ကြာကြီးပျော်ရွှင်စွာနဲ့အသက်ရှိကျန်းမာစွာရှိစေခြင်းနဲ့မိသားစုစုံလင်စွာနဲ့ချစ်ချင်းမြေတားရဲ့အပြည့်နဲ့အချိန်ကြာကြီးနေစေခြင်းနဲ့ကဘာဝမှာရှိတဲ့အဖေတွေအားလုံးလည်းအသက်ရှိကျန်းမာစွာနဲ့မိသားစုရဲ့ချစ်ချင်းမြေတားကိုပျော်ရွှင်စွာရရှိစေခြင်းနဲ့အဖေရဲ့ဘဝတလျှောက်လုံး မိသားစုပေါ်မှာပေးဆက်ထားတဲ့များစွာနဲ့အတူအဖေရဲ့ကျေးဇူးအဖေရဲ့မေတ္တာတရားတွေကိုလက်လန်းမိသလားပြန်လည်ဆက်ခွင့်ရနိုင်စေဖို့အတွက် ကျမ်းမာစွာနဲ့အသက်ရှင်ရှင်နေပေးပါဖေ။အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဖေ။